Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Europa League Semi Final ဒုတိယကြိုကစားပြီးတော့တရက်အကျော်မှာပဲကျွန်တော်တို့ Premier League ပွဲစဉ်36အဖြစ် United က West Ham ကိုအိမ်ဝင်းမှာ ရှင်ပြိုင်ကစားရမယ်ဒီပွဲနဲ့ပွဲစဉ်အတွက်ပွဲကြို၃တက်ချက်ပေါ့လေဆိုတော့နီးပြပြစ်သူ Amorin အတွက်ကစားမတွေအပြောင်းလဲလှုပ်လာဖို့ရှိတဲ့ပွဲမှာဘသူတွေမြဲအပြောင်းလဲလှုပ်လာမလဲပေါ့ဆိုတော့ကျွန်တော်တို့ West Ham နဲ့ရှင်ပြိုင်ကစားရမှာပါ West Ham ကလက်ရှိအဆင့်ဆက်ခွန်မှာပါ အဆင့်ဆက်ခွန်မှာကျွန်တော်တို့35ပွဲမှာ9ပွဲနိုင်10ပွဲတည်16ပွဲရှုံးထားပြီးတော့38မှတ်ကျွန်တော်ရထားတယ်။မန်ချက်စတာယူနိုက်တက်ကလည်းအဆင့်15မှာတိတ်တော့ထူးခြားခြင်းတော့မရှိဘူးပေါ့နော်။35ပွဲကစားပြီးတဲ့အချိန်မှာ10ပွဲနိုင်9ပွဲတည်16ပွဲရှုံးထားပြီးတော့39မှတ်ကျွန်တော်ရထားတယ်။ ဝက်ဆမ်နဲ့ကျွန်တော်တို့ကြားထဲမှာအမှတ်ကွာမှုကနှစ်မှတ်ပဲကျွန်တော်တို့ရှိပါတယ်ဝက်ဆမ်ကဂိုး၄၀ရထားပြီးတော့တိုက်စစ်က59ဂူရထားတယ်အပေးထားရတယ်ဂိုးဒီဖရန့်19ဂူကြီးကျွန်တော်တို့ရှိရဲ minus 19ဂူကြီးရှိတယ်ကိုရီးယားတော့52ကိုကျွန်တော်ရပြီးတော့52ကိုပေးထားရတယ်ဗောလေဆိုတော့အချင်းဒီနေကတော့ဗျာကိုရီးယား DRD မှာတအားတိုင်ပတ်နေတဲ့အသင်းဆိုတော့ဝက်ဆမ်တို့ဘာလို့နေလဲအဲ့လောက်ထိတော့ကွာဟမှုတော့ကျွန်တော်မရှိပါဘူး ဝက်ဆမ်ရဲ့နောက်ဆုံးပွဲစဉ်အခြေအနေတွေကိုကျွန်တော်ကြည့်ရင်လည်းပဲဝက်ဆမ်ကဟိုတနေ့ကသူတို့တွေစပါးနဲ့သူတို့ကစားခဲ့တာဗောနော်စပါးနဲ့ကစားခဲ့တဲ့တစ်ဖက်ကိုတကူးစီတည်ကြတဲ့အိမ်ဝင်းမှာနော်အဲ့ဒါပြင် Brighton ကိုသူတို့အဝေးကွင်းမှာသွားကစားတဲ့၃ကို၂ကိုနဲ့သူတို့ရှုံးတယ် Southampton ကိုအိမ်ဝင်းမှာလက်ခံကစားတဲ့ West Ham ကတစ်ဖက်တကူးစီတည်ကြတယ် Liverpool ကွင်းမှာသူတို့သွားကစားရင်းနဲ့2-1နဲ့ရှုံးလာတယ်လို့ အိမ်ဝဲမှာလဲဘုံမောက်ကိုလက်ခံကစားတော့ဝက်ဆန်းမှာတစ်ခွက်ကို2ကိုးစီကျွန်တော်တည်ကြတယ်အဲ့ဒီရှေ့မှာလဲဝူဘဟန်တန်နဲ့သူတို့ကစားတဲ့အဝေးကွင်းမှာ1စီးနဲ့ရှုံးလာတယ်လို့အေဗဒန်ကွင်းမှာသွားကစားတဲ့ပွဲမှာလဲတစ်ဖက်ကို2ကိုးစီတည်ကြတယ် နယူကာဆယ်ကိုအိမ်ဝင်းမှာကစားတဲ့1-0နဲ့ရှုံးထားပြီးတော့လက်စတာစီးတီးကိုအိမ်ဝင်းမှာလက်ခံကစားတဲ့2-0နဲ့ရှုံးထားတဲ့အဲ့ဒါဖေဖော်ဝါရီ28ကပွဲပါဆိုတော့ကျွန်တော်တို့အနေနဲ့ဝက်ဆမ်ရဲ့နောက်ဆုံးပွဲတွေကအချိန်ကြီးတော့အလောက်ထိကောင်းမနေဘူးပေါ့နော်ဒါရှုံရင်ရှုံမရှုံရင်တည်ဆိုတဲ့ရလက်တင်နဲ့ပဲသူတို့ဆက်သွားနေတာဝက်ဆမ်ရဲ့နောက်ဆုံးနိုင်ခဲ့တဲ့ပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါလက်စတာစီးတီးတင်းကို2-0နဲ့နိုင်တဲ့ပွဲပဲအဲ့ဒါကျွန်တော်ဖေဖော်ဝါရီလကဆိုတော့စဉ်းစားကြည့်ရင် တော်တော်ကိုအလန့်ဝေးနေပါပြီเนาะဒါမဲ့လို့အာဇနယ်ကတော့သူတို့တွေကเนาะ22ရက်နေ့ဖေဖော်ဝါရီလုံးကသူတို့တွေ1စီးနဲ့သူတို့နိုင်ထားတယ်ဆိုတော့ WhatsApp ကလည်းနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်အချင်းကြီးကောင်းနေပြီးတော့နောက်ဆုံး5ပွဲမှာ3ပွဲတည်နှစ်ပွဲအထိသူတို့ရှုံးနေထားတယ်ပေါ့နော်ကိုရီမန်ချက်စတာယူနိုက်တက်လည်းတိတ်တော်မထူးခြားပါဘူးနောက်ဆုံး၅ပွဲမှာကျွန်တော်တို့၃ပွဲရှုံး၂ပွဲတည်းကြီးကျလာတာအရာအလုံးကတိတ်ပြီးတော့ကွာဟမှုတော့ကျွန်တော်မရှိဘူးပေါ့လေဆိုတော့နီးပြားဖြစ်တဲ့ရူဘင် အမိုရင်တို့ ကျွန်တော်ယူရိုပါလိဖိုင်နယ်မတိုင်ခင်မှာအင်ဂျူရီကိုကျွန်တော်ရှောင်မှုလိုတယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ကျွန်တော်အနေနဲ့အင်ဂျူရီကိုရှောင်မှုလိုတဲ့ပွဲမှာဘသူတွေကိုအနာပေးပြီးတော့ဘသူတွေကိုကျွန်တော်ကအပြောင်းလဲတွေလုပ်လာမယ်ပြဿနာကကိုရီအသင်းမှာဟိုစကွက်ကြီးတစ်ခုလုံးကိုအပြောင်းလဲလို့ရာလောက်တဲ့အထိလူစရင်ကလုံလောက်မှုရှိမနေဘူးပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ပြဿနာကြီးပါတယ်ဆိုတော့ဒါကြောင့်အချင်းကြီးကိုကျွန်တော်စောင့်တော့ကျွန်တော်ကြည့်ရမယ်ဒါပေမဲ့အပြောင်းလဲတချို့ကတော့မြင်ရဖို့ရှိပါတယ်ဆိုတော့ WhatsApp နဲ့ပွဲမှာ ဂိုးသမားကတော့ LD ဘိုင်နာကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ Amorin ကဘလောက်ကြီးပဲကျွန်တော်တို့ဒီအဆင်မပြေဘူးပဲပြောပြောပေါ့နော်ကျွန်တော် Andre Unana ဒီအတင်းရဲ့ first line နဲ့ first choice keeper ဖြစ်ရှိနေတော့မယ်ဆိုတော့ဒီလိုပွဲစဉ်ဒီမှာကျွန်တော်တို့ဒါ LD ဘိုင်နာတို့ဘာလို့ကိုအခွင့်အရေးပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒါ center back 3ယောက်မှာဆိုလို့ရှိရင်တော့လေကျွန်တော်တို့တချို့ကစားမားတွေကအပြောင်းလဲနဲ့အနာတွေပြီးမှရမှာပါကျွန်တော်အမြင်ကတော့လက်ရှိမှာဆိုလို့ရှိရင် เนาะဒီလူရှောက left center back ဖြစ်ပါလာလိမ့်မလို့ကျွန်တော်ထင်တယ်ပြီးလို့ချင်းကျွန်တော်တို့เนาะလူရှောရဲ့အဲလူရှောရဲ့ကျွန်တော်တို့ဒါ Lindelof ရဲ့ Tyler Fredericksen ရဲ့ပြန်ပြီးတော့ပါဖို့အချိန်ကြီးများတယ်လို့ကျွန်တော်ထင်တယ် Lenny Yuro ကကျွန်တော်တို့ဒီဒုတိယအကြော့မှာ minute 90အပြည့်ကစားသွားတယ် Harry Maguire minute 90အပြည့်ကစားသွားတယ်ဒီ league တို့ပြန်ပြီးတော့ပါနိုင်မဲ့အချိန်ကြီးကျွန်တော်ကြားမနေရသေးဘူးဆိုတော့ဒီပွဲက လနီယူရူနဲ့ဟယ်ရီမက်ဂွိုင်းယားကိုလုံးဝအနားပေးရမယ်ပွဲပါလုံးဝအနားပေးရမယ့်ပွဲပါဆိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာလီနီလော့ပြန်ပါလို့ကျွန်တော်ရတယ်ဟိုတနေ့ကကျွန်တော်လီနီလော့ကိုအနားတွေပါပြီးခဲ့တာ哦เนาะလူငယ်လေးတိုင်လာဖရက်ဒရစ်ဆင်ရဲ့လူရှောရဲ့ဆိုပြီးတော့ပါလာဖို့ရှိတယ်လို့ကျွန်တော်ထင်တယ်လူရှောကလည်းကျွန်တော်တို့ဒီ ဒုတိယကြုံမှာဆိုလို့ရှိရင်ဒုတိယပိုင်းမှာသူဝင်ကစားခဲ့ရတာမလားဆိုတော့ဒီနေ့ပွဲစဉ်မှာသူကစားလိမ့်မယ်ဒုတိယပိုင်းကျလို့ရှိရင်တော့အနာပေးအောင်ပေးမှာပါနော် left wing back နေရာမှာတော့ Harry Armas ကိုကျွန်တော်တွေ့ရဖို့များတယ်ကောင်းလေးကစားဖို့ထိုက်တန်တယ်ဒါအပြင်သူဆက်ပြီးတော့ကစားလဲကစားတင်နေပါနော် defensive midfield နှစ်ယောက်နေနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တော့ Ericsson နဲ့ Ericsson နဲ့ပါနော်ကျွန်တော်ဒီ Ukati တို့ကိုတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်တကူတော့ရှိတယ်ဗျ Bruno Fernandes လည်းတွေ့ကောင်းတွေ့ရနိုင်တယ်ဘာလို့လဲဆိုတော့ Fernandes တို့ဘာလို့ကိုကျွန်တော်တို့တွေ့ရပြီးတော့ ကျွန်တော်ဒီအဝါပွဲမှာဗောနော်ဒီဘယ်လိုပြောမလဲ Chelsea နဲ့ပွဲမှာ Fernandes ကိုအနာပေးတာမျိုးတွေလည်းကျွန်တော်မြင်ကောင်းမြင်ရတယ်တခုတော့ရှိကျွန်တော်ကွင်းလယ်ကလူစင်းကလုံလောက်နေပြီကွင်းလယ်ကကျွန်တော်အတိုင်းနာတစ်ခုကြီးကျွန်တော်တုံလို့ရနေပြီဗောနော် right right wing back ကတော့ Armand ပဲပြန်ပါဖို့ရှိတယ်ဟိုအဓိကကတော့ Armand Diallo ကပြီးခဲ့တဲ့ပွဲမှာကျွန်တော်ညီနေဒီသူသူဒုတိယပိုင်းမှာသူဝင်လာရတာကိုအာမက်တို့မေဆန်မောင်းတို့လူရှော်တို့ကဒါပေမဲ့ဒီပွဲကကစားနိုင်တယ်လို့ကျွန်တော်ထင်တယ်ဒုတိယပိုင်းကျလို့ရှိရင်တော့အနာပေးရင်ပေးပေါ့လေ အခုဘာလို့လဲဆိုတော့ wing backs တွေကကျွန်တော်တို့လူမရှိဘူး patrick dugu ကလည်းအဲ့ဒီဒုတိယကြော်တုံးကလည်းသူက minute 90အပြည့်ကစားခဲ့ရတာနော် patrick dugu ကဆိုတော့ဒီပွဲကသူ့ကိုကျွန်တော်ထည့်ကစားလို့လက္ခဏာကောင်းတည်းရဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး mazdawi ကိုလည်းကျွန်တော်အနာပေးဖို့ကျွန်တော်ရှိတယ်ဆိုတော့ dialogue ကလည်းပြင်မကောင်းနေဘူးဗျာဆိုတော့ armadia လို့လောက်ပဲကျွန်တော်ရှိတာပြီးလို့ရှိရင်ကျွန်တော်နေတယ်ဗောနော်ဒီ harry armas လောက်ပဲကျွန်တော်ရှိတာ အာမတ်စ်ကတော့ဒီကြဘောပါလာမှာပါဒါပေမဲ့လို့အာမတ်ကိုတော့ထဲတင်တယ်လို့ကျွန်တော်ထဲလိုက်မယ်လို့ကျွန်တော်ထင်နေပါတော့ထဲတင်နေဆိုတာတဲ့ပက်ထရစ်ဒူဂူကိုသူအနာပေးချင်တာနဲ့တိုက်စစ်ကလည်းပဲကျွန်တော်နဲရိုနံပါတ်2ယောက်နဲ့နေရာမှာဆိုလို့ရှိရင်တော့မေဆန်ပေါ့နဲ့ဂါနာချူတို့ကိုမြင်ရပြီးတော့တိုက်စစ်မှုအဖြစ်ချီတိုအိုဘီကိုတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါအဖြစ်နိုင်ကြီးအများဆုံးလူစင်းရင်းပဲတခုတော့ရှိတယ်ကျွန်တော်ခုနကပြောသလိုပဲအတင်းကကွင်းလေကလူစင်းရင်းကလုံလောက်နေပြီကွင်းလေကစားမတွေကအကုန်ပြန်ကောင်းနေပြီ ကက်ဆမဲရိုကိုကျွန်တော်တို့အဲ့ဒီနိုးကလည်းအနားပေးခဲ့တယ်ဒါပေမဲ့ကက်ဆမဲရိုကိုဒီနေ့ပွဲစဉ်မှာကျွန်တော်တို့သုံးသိနေလို့ကျွန်တော်မထင်ဘူးပေါ့နော်ကက်ဆီယာအများကြီးရေးကြည့်ပါတယ်ဥကာဒီကလည်းကျွန်တော်တို့ဒါစောစောစီစီတူကိုလူသားလဲခဲ့တော့ဒီနေ့ပွဲစဉ်မှာဥကာဒီပြန်ပါနိုင်တယ်ဆိုတော့ဥကာဒီရဲ့ဘေးမှာတွဲကစားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာ choice တွေရှိပါတယ်ဟောပါလေဒီကွင်းလေကကိုဘီမေနူးတို့ကျွန်တော်ရှိတယ်ကိုဗီမေနူးတို့ကကျွန်တော်သုံးလို့ရနေပြီကျွန်တော်ဒီနေ့ပွဲမှာမေနူးကိုနေရာပေးလိမ့်မယ်လို့ကျွန်တော်ထင်နေတယ် အဲ Ericsson နဲ့ Mason Mount ဆိုလို့ရှိရင်ကိုအဓိကအပြ Mason Mount ကိုကစားစီခြင်းနေဆိုတော့တခြားမဟုတ်ဘူးအဲ तू ကဟိုနီးပြပြောတယ်မလား Mason Mount တို့ဘာလို့ကိုတတိထားကင်တွေရမယ်ဆိုပေမဲ့လို့ rating ပြန်မှန်မှုကျွန်တော်လိုးနေပြီပြီးခဲ့တဲ့ပွဲနှစ်ပွဲဟိုမှာလဲ तू နှစ်ကိုးသွင်းထားတာအဲ့ဒီတုန်းကလည်း minute ကဟိုဘယ်လိုပြောမလဲ minute ဘလောက်မှမကစားခဲ့ရဘူးပြ25မိနစ်လောက်ပဲ Mason Mount တို့ဘာလို့ကစားခဲ့ရတာလက်ရှိပုံစံနဲ့ဆိုလို့ရှိရင်တော့အဲ့တလောက် minute ကတော့ Mason Mount တို့အတွက်အသင့်တော်ဆုံးပေါ့လေဒါပေမဲ့လို့ထည့်ခြင်းနေဆိုလို့ရှိရင် မေဆန်မောင်းတို့ဘာလို့ကကျွန်တော်ဒါဝက်ဆမ်တို့ဘာလို့နဲ့ပွဲစီမှာထက်တုံလို့ကျွန်တော်ရတယ်ပေါ့နော်အကယ်လို့ကျွန်တော်အနေနဲ့ဒီမေဆန်မောင်းတို့ဘာလို့ကိုမတုံးကျင်ဘူးဆိုလို့ရှင်တော့နီးပြားကကျွန်တော်ကိုပီမေနူးတို့ဘာလို့ကိုထဲကောင်းထဲနိုင်တယ်သူတိပြင်းမေနူးတို့ဘာလို့ကကစားလို့ရနေပြီဗျာမေနူးတို့ကကစားလို့ရနေပြီဒါအပြင်အဲရစ်စင်ကိုကျွန်တော်မြင်ရဖို့လိုတယ်ဝက်ဆမ်နဲ့ပွဲမှာအဲရစ်စင်ကိုကျွန်တော်ထက်ကစားဖို့ကျွန်တော်လိုတယ်ဖာနန်ဒက်စ်တို့ကိုလုံးဝအနာပေးနော်ပြဿနာမရှိဘူးအနာပေးလိုက်ဒါမှမဟုတ်ဒုတိယပိုင်းမှာထည့်ခြင်းထက်မိနစ်60အပြည့်ကတော့မသုံးနဲ့ တခုရှိတာဘာလို့လဲဆိုတော့ Chelsea နဲ့ကျွန်တော်ကစားမဲ့ပွဲရဲ့ဟို FA Europa League Final ကစားမဲ့ပွဲရဲ့ကအရန်ကက်နေတာအရန်ကက်နေတယ်ဆိုတော့ဘယ်လိုပြောမလဲအဲ့ဒီပွဲစဉ်ကြမှာ Chelsea နဲ့ပွဲကြမှာ Fernandes ကိုလုံးဝအနာပေးပြီးတော့နော် Europa League Final အတွက် ခြံထားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒီပွဲသူ့ကိုတုံးပြီးတော့အဲဆိုတော့ Queen League ကပြဿနာမရှိဘူး Queen League ကရွေးချယ်စရာရှိတယ်နော် Queen League ကရွေးချယ်စရာရှိတယ်အဲ့ဒီတွေကမှ Mason Mount တို့ကိုပဲကျွန်တော်တို့ကသတိထားကန်ရမှာဘာလို့လဲဆိုတော့ Mason Mount တို့ဘာလို့က အင်ဂျူရီတွေကြုံရလေးရှိတဲ့ကစားမဆိုတဲ့ခါကျတော့နီးပြားကအဲ့လောက်ကြီးကြီး risk ယူခြင်းမယူမှာပါကျွန်တော်ကတော့ဗျာဟိုတနေ့က25မိနစ်ပဲကစားခဲ့ရတယ်ဆိုတော့ဒီနေ့ပွဲကပွဲထွက်လူစင်မှာထက်တုံလာလို့ပြည်တနာအဲ့လောက်ဖြစ်လိမ့်မယ်လို့မထင်ဘူးပေါ့နော်ဒါကြောင့်မေဆန်မောင်းလို့ပါလို့ကိုထက်တုံလဲပြည်တနာမရှိဘူးလို့ကျွန်တော်ထင်တာဒါကတော့ဖြစ်နိုင်ကြီးအများဆုံးလူစင်လို့ကျွန်တော်ယူဆတယ် Fernandez တို့ပါလို့ကိုတော့နီးပြားဖြစ်သူ Amoring ကတော့ Fernandez တို့ကထည့်ကစားလဲပြည်တနာမရှိဘူးဆိုတဲ့ပုံစံမျိုးသူပြောသွားတယ်ဆိုတော့ Fernandez ကိုထပ်ပြီးတော့မြင်ရရင်မအံ့ဩပါနဲ့ဘာကြောင့်လဲဆိုတော့ ကစားမားတွေကဘောနော်မိနစ်တွေအများကြီးပြီးတိုင်းမကောင်းတာမျိုးတွေသူမဟုတ်ဘူးဖာနန်ဒက်စ်တို့ဘာလို့ဆိုလို့ချင်းမိနစ်အများကြီးကစားပြီးမြဲ injury တွေကြုံရတဲ့သူမျိုးမဟုတ်ဘူးဆိုတော့သူ့ကိုထည့်လဲပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးပြောသွားတာကျွန်တော်ဒီနေ့ပွဲစဉ်မှာအိမ်ဝင်းဖြစ်ပါစေဦးတော့ဟိုဘယ်လိုပြောဒီပွဲကတော့ဗျာနိုင်မှုကျွန်တော်မျှော်လင့်ပါတယ်အမှန်တမ်းပြောတာဘာလို့လဲဆိုတော့ဟိုဥဒနီးကဒုတိယကြော့နိုင်သွားပြီးမှတော့ကိုရီတို့အရေးကြီးတော့မဖြစ်မနေနိုင်ရမယ့်ပွဲတည်နော် final တပွဲပဲကျန်တော့တာ ကျန်တဲ့ပွဲစဉ်တွေအဲ့လောက်ဂရုမစိုက်တော့ဘူးဗျ Chelsea နဲ့ပွဲအဲ့လောက်ဂရုမစိုက်တော့ဘူး Aston Villa နဲ့ပွဲအဲ့လောက်ဂရုမစိုက်တော့ဘူးလက်ရှိ West Ham နဲ့ပွဲအဲ့လောက်ဂရုမစိုက်တော့ဘူးဗျာမှန်တမ်းပြောရင်ဒါပေမဲ့လို့ဒီပွဲကတော့မင်း9ကို9မှရမှာတခြားကြောင်ပြောတာမဟုတ်ဘူး West Ham ဒီကိုကိုထက်စိုးနေတာအဆင့်ဆက်ခွန်မှာနော်ကိုထက်စိုးနေတာ West Ham ကအဆင့်ဆက်ခွန်ရောက်နေတာ Chelsea တို့ဘာလို့လက်ရှိမှာအဆင့်1 2 5တဲ့ဝင်နေတယ်ပြဿနာမရှိဘူးအဲ့လိုအသင်းတွေဒီချိန်မှာရှုံးရင်ဟုတ်တယ်မလားနော် Aston Villa တို့ဘာလို့နော် Champions League ဝင်ဝင်ကျိုးပတ်နေတဲ့အသင်းတွေပြဿနာမရှိဘူးအဲ့လိုအသင်းတွေကိုကျွန်တော်ရှုံးရင် ဒါပေမဲ့လို့ကျွန်တော်တို့ဟာ final ကိုတက်ထားပြီးသားအတင်းကเนาะကျွန်တော်တို့ဒီ final တပွဲပဲမဖြစ်မနေအနိုင်ရဖို့လိုတဲ့အတင်းဆိုတာမှန်တယ်သို့တော်လည်းပဲ west sand ကတော့မင်းနိုင်မဖြစ်မှာအဲ့ number 1အိမ်ဝင်းဖြစ်တယ်ဗျာ number 2 west sand လို့အတင်းမျိုးကိုရှင်ကစားပြီးတော့နိုင်ပွဲရဖို့လုံလောက်တဲ့လူစရင်ကျွန်တော်တို့ရှိတယ်เนาะဒါအပြင် west sand ဟာကိုယ့်ထက်ပို့ပြီးတော့စိုးနေတာဒါကြောင့်ဒီပွဲကတော့တိုင်ပတ်ကောင်းပတ်လိမ့်မယ်เนาะရက်လက်ဒီကောင်းညီမကောင်းနေပဲဒါပေမဲ့ဒီပွဲကတော့ကျွန်တော်နိုင်ကိုနိုင်ရမှာနိုင်လိမ့်မယ်လို့လည်းကျွန်တော်ယူဆတယ် ရက်လက်တွေပါလေကျင်းမြောင်းရင်ကျင်းမြောင်းလိမ့်မယ်ပေါ့လေဆိုတော့ဘလူရက်လက်တွေထွက်ပေါ်လာမယ်ညီကလူထင်ကြလဲဆိုတော့ဒီအဓိကတော့ကျွန်တော်ဒီပွဲကအတိုင်းအတာတစ်ခုဒီ NDA များတဲ့ကစားမားတွေကိုထက်မသုံးဖို့ပဲ injury နဲ့ပတ်သက်လို့ risk များတဲ့ကစားမားတွေထက်မသုံးဖို့နော်ကျွန်တော်တို့ဒီဘီဘောင်နဲ့ဒုတိယကြောကမိနစ်60အပြည့်ကစားရတဲ့ကစားမားတွေကိုထက်မသုံးဖို့ဒါဒီအဓိကပဲလူငယ်ကစားမားတွေကိုကျွန်တော်မြင်ရဖို့ရှိပါတယ်တကယ်လည်းပဲသူတို့ကိုနေရာပေးတင်တယ်ပေါ့နော်ဆိုတော့ညီကလူအနေနဲ့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘလူမြင်ကြပါလဲဆွေးနွေးကြပါဦးချီးကျူးပါပြီးတဲ့ညီကလူများတို့ကိုကျေးဇူးများကြီးတင်ပါတယ်